အားလုံးပဲမင်္ဂလာပါရေဝရှင်လေးမှပြန်လည်ကျေးဇူးလိုက်ပါတယ်ဒီနေ့မေလ73ရက်နေ့မေလ73ရက်နေ့မှာတော့လူဦးကထူဆန်းလို့နေပါတယ်ဒါပေမဲ့ယူနှမ်းနေတာမဟုတ်ဘူးဆိုတာကိုဒီနေ့ရန်ကုန်နဲ့နေပြည်တော်ကိုတိမ့်ယူပြမယ် KNU နဲ့ PDF အကြောင်းကိုတင်ပြပေးပါမယ် ောက်တဲ့ပြင်းတပုတ်မှာတော့လက်ရှိအချိန်မှာသူတို့တွေဆုံးရှုံးလက်လွတ်ထားတဲ့နေရာတွေကိုအကြံဖတ်ဘုံကျဲတက်ဖြတ်နေတာတွေခဏအချိန်ထိလည်းမရက်ပဲနဲ့ရခိုင်ပြည်မှာလည်းပဲကျွန်တော်တို့ဒါရသိတောင်မှာ လေချောင်းကနေပြီးတော့ဘုံကျဲတက်ဖြတ်ခဲ့ပါတယ်ဒါလည်းအစုလိုက်ပြုံလိုက်တက်ဖြတ်မှုဖြစ်စဉ်အတွင်းမှာကျွန်တော်သတင်းပြောနေတဲ့အခုအချိန်နေ့ထိရခိုင်တိုင်းရင်းသားမိသားစုဝင်19ဦးတိတ်ဆုံးပြီးတော့ မြောက်များစွာသောကျွန်တော်တို့ပြည်သူတွေထိရိုက်ဒဏ်ရာရရှိခဲ့ပါတယ်။မနေ့ကဖြစ်စဉ်ဘုံကျဲမှုဒီကနေ့ဖြစ်စဉ်စုစုပေါင်းကျွန်တော်တို့ပြည်သူပေါင်း40ကျော်တိစုံခဲ့ရတဲ့အကြောင်းတွေကိုကျွန်တော်ထည့်သွင်းပြီးတော့ဒီပြပေးပါမယ်။အကြောင်းကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိဝင့်ကြည့်ကြည့်ကျွန်တော်ရဲ့မိဘတအူးချစ်စီတိုင်းကိုဒလီစာဖိတ်ခေါ်လိုက်ပါတယ်။ဟုတ်ပါတယ်။ຫນွေဦးအားထူးဆန်းနေပါတယ်။ ျွန်တော်ຫນွေဥတော်လန်ရေးမှာဘာတွေထူးဆန်းနေတာလဲကျွန်တော်ရင်ပါတယ်ထူးခြားချက်တွေကိုကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်နေတဲ့ညီကောင်မတအူးချင်းစီတိုင်းတွေ့မြင်ရမယ်လို့ပြောနေတယ်နှစ်ပေါင်းမြောက်များစွာဒူးနဲ့ဒူးမြုံကြည့်ကြတဲ့သူတွေပေါင်းစည်းမိသွားတယ်နှစ်ပေါင်းများစွာမိမိတို့ရဲ့ဒါတိုင်းရင်းသားတွေ အစုအဖွဲ့တစ်ခုတည်းအတွက်လက်နက်ကင်တော်လန်ကြီးလုံးနေတဲ့တပ်ဖွဲ့ဝင်တွေဟာ အခုအချိန်မှာဒရိုင်းတပီလုံးမှရှိတဲ့အာနာယူအာနာရှင်အုပ်စုမရှိမှဆိုတာကို သူတို့တွေတွေ့သွားတယ်။ပြီးတော့နှစ်ပေါင်းများစွာကျွန်တော်တို့ပြည်သူတွေဤမျိုးစုံနဲ့လိမ့်လေလှည့်ပြားမှု အောက်မှာအဓိကအဖြစ်ကတော့တောင်ပေါ်နဲ့ညီပြန့် ျွန်တော်တိုင်းရင်းသားတွေနဲ့ကျွန်တော်တို့ညီကိုမောင်နှမတွေ အချင်းချင်းတယောက်နဲ့တယောက်နားလည်မှုမရှိအောင်ပြောပြချင်တာကတော့သူတို့အခေါ်တပုံမို့ဗျာသူတို့အခေါ်ဟိုးရင်တော့လည်းကဘာလဲပြည်ဖြတ်သူတို့အခေါ်အကြံဖတ်ကျွန်တော်တိုင်းရင်းသားလက်နက်ကင် ဖွဲ့စည်းတွေကိုကျွန်တော်ပြည်မမှနေနေတဲ့ ရန်ကုန်မန္တလေးနေပြည်တော်စတဲ့နေရာတွေမှာနေနေကြတဲ့ကျွန်တော်တို့မိသားစုဝင်တွေကိုကျွန်တော်တိုင်းရင်းသားတွေလက်နက်ကင်ပြီးတော့တော်လန်ရေးလုပ်နေတာဘာကြောင့်လဲဆိုတာကိုမသိအောင်အမောင်ချခဲ့တဲ့ကာလတွေအခုဆိုရင်လုံမြောက်ခဲ့ပြီအခုဆိုရင်ကျွန်တော်အားလုံးကမိသားစုတစ်ခုပဲဖြစ်သွားပြီဟုတ်ပြီကျွန်တော်နေဦးတော်လန်ရေးမှာလက်ကွက်မျိုးစုံကို ကျွန်တော်အားလုံးကြော်ဖြတ်ခဲ့ရပြီဖြစ်ပါတယ်။အဲ့ဒီလက်ကွက်တွေမှာစေးလက်ကွက်တွေနိုင်ငံရေးလက်ကွက်တွေပြီးတော့နိုင်ငံတကာလက်ကွက်တွေဂျားထဲမှာကျွန်တော်တို့ပြည်သူတွေအသက်ရှူရတာခက်ခဲလွန်းလို့ဘလူတောင်မှကျွန်တော်တို့အသက်ရှင်ရည်တည်ရမှန်းမသိလောက်အောင်ကိုကျွန်တော်တို့ငုံချက်မှုတွေကိုကြော်ဖြတ်ခဲ့ပါပြီ။ဟုတ်ပြီဒီခီးကအခုဆိုရင်၄နှစ်ကျော်၅နှစ်ကိုရောက်ခဲ့ပြီ။ ဒီနေသားတိဖြတ်တန်းလာတဲ့အချိန်မှာကျွန်တော်သိလိုက်တာတခုကတော့ကျွန်တော်မိဘတွေကိုပြောချင်တာကသမင်းကုန်အောင်မစားပါနဲ့ပြီးတော့အချို့သောသူတွေကို မှားချင်တာကတော့စကားအကုန်မပြောပါနဲ့လို့ကျွန်တော်ဒီကနေပြီးတော့မှားချင်ပါတယ်သမင်းကုန်မစားပါနဲ့ရဲ့ဝရှင်းလေး ဟုတ်ပါတယ်ကျွန်တော်တို့ပုံမှန်တိုင်းဆိုရင်တရက်ကိုနှစ်နှစ်ဒါမှမဟုတ်သုံးနှစ်ပေါ့ဗျာ refresh ဒါစာပေစာလေးနေမှာထည့်ပေါင်းမယ်ဆိုရင် စားကြပါတယ်ဒါပြန်ပြန်အဖြစ်ကတော့တစ်မိနှစ်နှစ်စားကြပါတယ်ကျွန်တော်တို့ချိန်မှာကျွန်တော်တို့စားတော့ဖို့ခက်ခဲမဲ့အချိန်ကာလတစ်ခုကိုလည်းကျွန်တော်တို့ရင်ဆိုင်ကောင်း ရင်ဆိုင်ရနိုင်ပါတယ်ကျွန်တော်တို့ဆံကျွန်တော်တို့စားစရာတွေတို့လောင်ဖို့လဲအရေးကြီးတဲ့အချိန်ရောက်လာမှာဖြစ်တယ်စကားကုတ်အောင်မပြောပါနဲ့ကျွန်တော်တော်လန်ရေးကို ဖောင်းထုတ်ခဲ့တဲ့သူတွေကျွန်တော်တော်လန်ရေးကို ကဲ့ရဲ့ရှုံချနေတဲ့သူတွေကျွန်တော်တို့နဲ့မျက်နှာချင်းဆိုင် တွေ့တဲ့အချိန်ကျရင်မျက်နှာပူနေမှာဆိုလို့စကားကုံအောင်မပြောပါနဲ့လို့ကျွန်တော်ဒီကမှားချင်တာပါဒီတက်ပို့ပြီးတော့စစောဝါဝါတုံ့ပြန်ပြီးတော့ဒီတက်ပို့ပြီးတော့အပြောကြီးတဲ့သူတွေကတော့အကြမ်းမဖက်စစ် ခွေးတက်ကိုထောက်ခံဝင်းရံသူတွေအဖြစ်သတ်မှတ်ပြီးတော့ကျွန်တော်တို့ဟာကျွန်တော်တို့နိုင်ငံအတွင်းမှာတက်ရှင်တန်ခွင့် ခြေချခွင့်ပြီးမှမဟုတ်ဘူးဆိုတာကိုတော့ထပ်ဆောင်းပြီးတော့ပြောချင်ပါတယ်ဟုတ်ပြီဒါကတကယ်ကိုထူးခြားမှုတွေနဲ့ပြည့်နှက်နေတဲ့ထူးဆန်းလွန်းတဲ့ကျွန်တော်တို့တော်လှန်ရေးမှာကျွန်တော်တို့မကြာခင်မှာထပ်မှန်ပြီးတော့ဒါတွိတ်ကြုံရမယ်အကြောင်းအရာတွေအများကြီးကြာရှိနေပါသေးတယ်အခါပြင်းမှာ ကျွန်တော်တို့ကို၌တောင်မှဒါလိလာခမန်းကြည့်ဖို့ခက်ပါတယ်ဟုတ်ပြီဒီဒေါ်လာရင်းအစမှာကြောက်မိပါလေကျွန်တော်တစ်ခေါက်ပြန်ပြောပေးပါမယ်ဒီဒေါ်လာရင်းအစမှာအရခတ်တတော်မပါခဲ့ဘူးအဲ့ဒီအချိန်မှာကျွန်တော်တို့ဒိုင်းပြည်တုန်းကဒီမျိုးဒေါ်လာရင်းမှာပါဝင်ဖို့ပြောဆိုနေတဲ့အချိန် ီးတော့အခါတက်တော့အေအေတော်မှဝေဖန်ခံရတဲ့အခြေအနေလေးတွေရှိရပါထုံနည်းကောင်းပဲ KNG KNU ကတော်လန်ရေးအစကတည်းကကျောင်းတနိုင်ငံလုံးမှာဒါမြို့ပြဒေသတွေမှာနေလို့မရတဲ့အခြေအနေတွေနဲ့သူတို့ကြီးကမိသားစုတွေလိုက်အုပ်လိုက်တင်းလိုက်ကြီးလိုက်တကယ်ကိုမဆန့်မပြေရောက်ရှိလာတဲ့အခြေအမှသူတို့တွေလက်ခံကြိုဆိုခဲ့တယ်ဒါပေမဲ့ KNU တပ်ဖွဲ့ဝင်အသီးသီးဟာတော်လှန်ရေးအစမှထူးခြားပြောင်းလဲစွာနဲ့သူတို့တွေတိုက်ခိုက်တိမ်ပိုက် ခဲ့တာမရှိဘူးထူးနေကြောင်မဲ့ KNU ကိုလည်းပဲဝေဖန်မှုတွေအများကြီးကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ဟုတ်ပြီဒါတော်လှန်ရေးအစမှဖြစ်ခဲ့တဲ့အဖြစ်ပြက်လေးကိုကျွန်တော်မိဘတွေကိုဒီကနေ့2025ကာလမှာကျွန်တော် ကျွန်တော်ပြန်လည်တင်ပြနေခြင်းကကျွန်တော်တို့အခုချိန်မှာအချမ်းမဖတ်စစ်ခွေးတက်အာနာယူမင်းအွန်လိုင်းအုပ်စုအကြောက်ဆုံးအရာရှိသူတို့ဖိတ်ဖိတ်တုံအောင်ကြောက်နေတာကအရကတက်တော် AA နမတိရခိုင်မြေမှာစခွေးရေခွေး တေလောက်အောင်ကြက်သူတို့တွေမဟုတ်ဘူးသူတို့နောက်ကမိသားစုဝင်တွေပါရှီတန်းတော့မရောက်သေးဘူးအဲ့ဒီနေရာကိုရှီတန်းထွက်ကမဲဆိုးတဲ့သတင်းထွက်လာတာနဲ့တည်းသူတို့ရဲ့လင်တော်မောင်တွေသူတို့ရဲ့ယောက်ျားတွေသူရဲ့မိသားစုဝင်တွေပေါ့ဗျာတေပြီလို့တော့တတ်မှတ်ရလောက်အောင်ကိုကြောက်တကယ်လည်းပဲတေတာပဲ အကျမဖတ်စစ်အာနာယူခေါင်းဆောင်ပိုင်းကြီးဟာအရကတတော်အေးအေးကျွန်တော်တို့ပြည်နယ်အတွင်းထဲကိုစစ်ကြောင်းစစ်ကူပို့တဲ့အကြောင်းတွေမှာဒါမှမဟုတ်အရကတတော်အေးအေးနဲ့ထိစပ်နေတဲ့နေရာတွေကိုစစ်ကူပို့တဲ့နေရာတွေမှာသူတို့ဟာသူတို့ရဲ့အောက်ခြေရဲဘော်တွေသူတို့အောက်ခြေအချို့အရာရှိတွေကိုတော့မှလိမ်လည်ပြီးတော့ပို့ခဲ့တဲ့အဖြစ်အပျက်တွေရှိခဲ့ပါတယ် ဒါဟာအရခတ်တတော်အေအေကိုအလွန်အင်မတန်ကြောက်နေတယ်ဆိုတဲ့အချက်ကိုလည်းကျွန်တော်တို့တွေ့ခဲ့ပြီးဖြစ်ပါတယ်။ဒါနဲ့ပတ်သက်ပြီးတော့တကယ်စစ်မြေပြင်မှာဖောက်ခွတ်လန်းအောင် ရှုပ်ပြီးတော့ရုပ်ပြက်စင်းပြက်ကဲသူမရှိဆဲသူမရှိ ဖြစ်သွားတဲ့ခွင့်တွေဝတ်တွေတည်သွားရတဲ့ဖြစ်စဉ်တွေကိုလည်းကျွန်တော်ပြီးပါတယ်အားလုံးသိရှိပြီးဖြစ်ပါတယ်။နောက်ထပ်သူတို့ကြောက်စရာရှိတယ် KNU ခုနိတကောင်မကျွန်တော်တောင်ပိုင်းတိုင်းကိုသူအလုံးအင်မတန်ကြောက်ပါတယ်ကျွန်တော်ရင်မိပါတယ်ကျွန်တော်ရင်ညီကုံမောင်တို့ကကျွန်တော်တို့တစ်ခါကလေးမှနက်နက်နည်းနည်းစဉ်းစားဖို့လိုပါတယ်ဒီနေ့သတင်းချင်းမြစ်တွေမှာဆိုရင်ဒါဒီပေးရှင်းကိုအကြံဖက်စစ်ခွေတက်ကလေချောင်းကနေပြီးတော့ဘုံကျဲခဲ့တယ်ကျွန်တော်တို့ ticket သိဆုံးမှုတွေဟာ အခုကျွန်တော်သတင်းပြောနေတဲ့အချိန်ထိတရားကြော်ရှိနေပါပြီဒီလိုဖြစ်စဉ်မျိုးတွေဖြစ်ခဲ့ပြီးကျွန်တော်ပြည်သူတွေတကယ်ကိုဒေါသတကယ်ကိုစုညာပွက်လောရိုက်ဒီကနေ့မနက်ဆယ်နာရီမှာရခိုင်ပြည်ကိုလည်းပဲအလားတူမုန်းကျခဲ့တယ်ရသက်တောင်မြို့နယ်ထွန်းရွေရွာ ရွာဟောင်းကိုဒီနေ့ဘုံကျဲခဲ့တာပါအဲ့ဒီဘုံကျဲမှုအတွင်းထဲမှာစတုံးဦးဝချင်းပြီးတည်ဆုံးခဲ့တယ်စကိုးဦးအထီးတည်ဆုံးမှုမြင့်တက်နေတယ်လို့အခတ်တတော် AA ရဲ့ထုတ်ပြန်ကြေညာချက်မှာတွေ့ရမှာ ဖြစ်ပါတယ်ဒါကိုကျွန်တော်ရဲ့ဗီဒီယိုနောက်ဆုံးမှာတင်ပြပေးသွားမှာဖြစ်တယ်ဟုတ်ပြီ ကင်းကိုသူတို့ဘလောက်တောင်ကြောက်ခဲ့လဲ can you တမအတီးတီးပူပေါင်းသွားမှာကိုလွန်စွာကြောက်လန့်နေသလိုခရင်တပွဲဝင်တွေပေါင်းစီသွားမှာကိုအင်မတန်ကြောက်တယ်ဒါကြောင့်လည်းပဲကရင်ရဲ့ဒါတော်လန်ရေးတပွဲဝင်တွေကိုညှိုးစုံနဲ့သူတို့တွေခွဲခဲ့ကြတယ် ချေချူးချူးရှင်းပြစရာဘလို့လောက်အောင်ကိုကျွန်တော်တွေ့ရမှာဖြစ်ပါတယ်။နေကြဆောင်တဲ့ PGF ဘောရာကပ်ပို PC DKPA ဆိုဒီထဲမှာလည်းပဲသူတို့ဟာနှစ်ပေါင်းများစွာဒီလိုမျိုးတက်ဆူသွေးခွဲနှိုက်ဖို့ဘာသာရေးပါအသုံးချခဲ့တယ်လူမျိုးရေးတွေမှိုက်တိုက်တယ်ကရင်ကရင်အချင်းတိုက်ပွဲတွေဖြစ်ခဲ့ရတယ်ကရင်ကရင်အချင်းတတ်ဖြတ်ခဲ့ရတယ် ချို့သောကရင်ပကညောကြီးတွေကရင်စသားဟောင်းကြီးတွေဟာကရင်ကရင်ချင်းမတက်ချင်းလောက်အောင်ကိုဖြစ်လို့အချို့တွေကောင်းဆောင်ခဲ့ရတာဒါတကယ်ဖြစ်မှန်မှာကျွန်တော်ယူမိပါတယ်ဒီ VPN နဲ့ KNU နဲ့တိုက်ခဲ့ရပြင်းပြင်းထန်ထန်ဆိုတော့ဘသူကသူ့ကိုအချင်းချင်းပြန်တက်ချင်းတယ်ကြည့်လို့လည်းမကောင်းကြားလို့လည်းမကောင်း ဒီလိုအချိန်မျိုးထိအောင်ကိုတက်ရှုသွေးခွဲနိုင်ခဲ့တာနော်အာနာရှင်အုပ်စုကဟုတ်ပြီဒီနေ့မှာကယန်းကိုတက်မှာအတီးတီးပူပေါင်းလှုပ်ဆောင်နေတယ်ကယန်းကမှရှိတဲ့တပွဲဝင်အတီးတီးဟာလက်ရှိကျွန်တော်ပြည်သူကိုအကြမ်းဖက်တက်ဖြတ်နေတဲ့ခဏချင်းချင်းမရက်သေးတဲ့အကြမ်းဖက် အာနာယုအုပ်စုကိုပူပေါင်းပါဝင်ဆင်နွှဲဖို့အတွက်အစဉ်သိဖြစ်နေပါပြီ။ဒါကြောင့်လည်းပဲကျွန်တော်ပြောတာနေပြီးတော့ရန်ကုန်ကိုတိုက်ခိုက်သိမ်းယူပြမယ်။ KMU နဲ့ PDF ဒါကြောင့်ရန်ကုန်မှာစကားပြောကြီးထားတဲ့ကောင်တွေရန်ကုန်မှာဟန်ရေးပြနေတဲ့ကောင်တွေ တသက်ခံလို့လူမျိုးတွေပြီးတော့အကျန်းဖတ်စစ်ခွေးတက်ရဲ့ဘောကို special မနေတဲ့ကောင်းလေးဒီနေ့ကျွန်တော်ဗီဒီယိုလေးတစ်ခုတွေ့ပါတယ်ကျွန်တော်မိဘတွေလည်းတွေ့မှာပါကျွန်တော်တို့ဒါဒီဘက်ရင်ခင်းချင်းနဲ့ပတ်သက်ပြီးတော့ဒါတော့တကဘာလုံးကပါသိမြင်နေတယ်နိုင်ငံတကာမီဒီယာမှာလည်းပါတယ်ကျွန်တော်တို့ပြည်တွင်းမှာဒါဒေတာခံတွေရဲ့ဒါရုပ်တံဗီဒီယိုတွေပြီးတော့အဲ့ဒီနေရာမှာ ရှိနေတဲ့ကျွန်တော် CDM ဆီယာမတွေပါထွက်ပြီးတော့ရှင်းပြခဲ့ပြီးပြီးတော့ကျွန်တော်တို့သိဆုံးခဲ့ရတဲ့မိသားစုဝင်တွေရဲ့ဒါအင်တာဗျူးတွေလည်းအခုဆိုရင်ထွက်ပေါ်လာပြီဒါဘူတော်မှပြောင်းလဲပြောင်းစားလုပ်တယ်ဒါပေမဲ့ကျွန်တော်တို့အနေနဲ့ကတော့ဒီကောင်နေပြောင်းလဲပြောင်းစားလုပ်တာကမထူးဆန်းပါဘူးတခါကဖုန်းတော်ကြီးတစ်ပါးရဲ့ကားကို သူတို့တွေပြစ်ခတ်ပြီးတော့အဲ့ဒီဆရာတော်ပြန်လုံတော်မူခဲ့တယ်ပြီးတော့ကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဖြစ်တယ်လို့သူတို့တွေသတင်းထုတ်ပြန်တယ်အင်တာဗျူးတော်မှာလိန်လည်ပြီးတော့ထုတ်ခဲ့သေးတယ်ဟုတ်တယ်เนาะကျွန်တော်ပြီးပါချက်ချင်းပဲကျွန်တော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ပြည်သူတွေရဲ့ထုတ်ဖော်မှုကြောင့်သူတို့ရဲ့ပြောင်းလဲပြောင်းစားလုပ်တဲ့အကွက်ကြီးဟာအဆက်ပြန်ပြန်ကွဲခဲ့ပါတယ် အဲ့ဒီအချိန်ကထုတ်ပြန်ကြီးညာတဲ့အချိန်မှာဇော်မဲလုံးကို၌ပါဝင်တယ်ကျွန်တော်မြင်ပါတယ်မှတ်မိအောင်မထင်နဲ့အခုလဲထုံနေကြောင်းမယ်ဒါကြောင့်ကျွန်တော်ကပြောတာစကကြီးစကဲချဲနဲ့ကျွန်တော်တော်လန်ရေးကိုဖြက်လို့ဖြက်စီလုပ်တဲ့သူတွေညနာပူရလိမ့်မယ်ဒီချက်ပို့ပြီးတော့ဆူဆူဝါဝါတုတ်ပြန်တဲ့သူတွေဟာအပြစ်ပေးအေးအေးယူခံရမယ်လို့ကျွန်တော်ကပြောနေခြင်းဖြစ်ပါတယ် အကျွန်ဖတ်စစ်ခွေးတက်ကြောက်ဆုံးသောအရာနှစ်ခုတည်းမှာမှာကျွန်တော်တို့တောင်ပိုင်းတိုင်းကိုသူတို့တွေအပေကြောက်ကြပါတယ်။ဘာကြောင့်လဲဆိုတော့ရန်ကုန်ကိုသိမ့်မဲ့အကောင်တွေနေပြည်တော်ကိုသိမ့်မှာကလည်းကျွန်တော်တို့တောင်ပိုင်းကတပ်ဖွဲ့ဝင်တွေဖြစ်ပါတယ်။ဒါကြောင့်တောင်ပိုင်းကတပ်ဖွဲ့ဝင်တွေနဲ့ KNU ကိုနှီးမျိုးစုံတဲ့သူတို့တွေဒီတော်လှန်ရေးမှာတောင်နေကြကြအောင်ပေါ့လေကောင်ကျွန်တော်ပြည်သူရဲ့ ဒါဝင်းရထောက်ကွမ်းမှုဒါအာနေတော့အောင်တော့နီယိုဆုံးနဲ့သူတို့လုပ်တာကြောက်ရင်ပါခနေ့အချိန်ဒီ KNU မှာကြားဖြန့်တရုတ်လက်ဝေကန်တရုတ်ဂိုင်းစတာတွေထည့်ပြီးတော့ကရင်နယ်မြေမှာဖြတ်စည်းထားတာကရင်တပ်ဖွဲ့ဝင်တွေကိုငွေနဲ့သူတို့တွေသွေးဆောင်ဖြားယောင်းထားတယ်အာနာတွေပေးပြီးတော့အာနာနဲ့သူတို့တွေထိန်းချောင်းခဲ့ကြတယ်ဇင်ကန်ပစ္စည်းတွေ ပြပြီးတော့ တော်လန်ရေးမှဇင်ခံတဲ့သူတွေအဖြစ်ပြောင်းလဲတော့ဖန်တီးခဲ့တယ်။တော်တော်ကိုကြောက်စရာကောင်းနေတော်တော်ကိုဒါစစ်စစ်သေးကြတယ်သူလည်းပြောရင်ပြောလို့ရတယ်။ပြီးတော့ထိုင်းဘက်ကနေတစ်ဆင့်ကျွန်တော်တို့ KNG လုံလုံမရတဲ့အခြေအနေမျိုးကိုလည်းသူတို့ညီမျိုးစုံနဲ့ pressure ပေးတယ်။တခုတော့ကျွန်တော်ပြောချင်တာက KNG ကိုကရင်တော်လန်ရေးကိုတရုတ်ကလည်း ဖိအားပေးလို့မရဘူး။ထိုင်းကလည်းဖိအားပေးလို့မရဘူး။ကုန်ကုန်ပြောမယ်အမေရိကန်ဖိအားပေးလို့လည်းမရဘူး။ကျွန်တော်ကရင်ဒေါ်လန်ရေ KNU နဲ့ကျွန်တော်တောင်ပိုင်းကကျွန်တော်တပ်ဖွဲ့ဝင်တွေအားလုံးဟာတရုတ်လက်ဝေကံမဟုတ်ဘူးထိုင်းလက်ဝေကံမဟုတ်ဘူးအမေရိကန်လက်ဝေကံမဟုတ်ဘူးကျွန်တော်ပြည်သူရဲ့အစီကံတသက်တာဖြစ်တယ် ဟုတ်ပြီအခုတမဟာလေးအကြောင်းဖတ်စစ်ခွေးတက်စကံကျန်ပါသေးလားတဝယ်ရင်းနဲ့စကံကြီးနဲ့ရုရှားနဲ့ပူးပေါင်းပြီးတော့လုပ်မယ်နျူကလ িয়ার ဆက်ယုံကြီးတိဆောက်မဲ့အကြောင်းတွေအခုပြောလို့ရသေးလားဟုတ်ပြီတမခွန်တမ6တမ လေးတမသုံးတမနှစ်တမတစ်ဒါရီအကုန်လုံးနဲ့ကျွန်တော်တောင်ပိုင်းရတော်တော်လန်သောတပ်ဖွဲ့ဝင်အသီးသီးဘာကြောင့် COC တခုတည်းအောက်ကိုရောက်သွားတာလဲဘာမှတိုင်မင်းစရာမလိုပဲနဲ့ဂနိတိုက်ပွဲထွေမှာကျွန်တော်တို့သတင်းတွေမထုတ်ပြန်ခင်မှာတဲကစကမ်းတွေတလုံးပြီးတလုံးကုန်နေတာ နေ့စဉ်ဆယ်နဲ့ခြီးပြီးတော့အကြမ်းဖက်စစ်ခွေးတက်ကငစနူကောင်နေကျွန်တော်တို့စီမှာလက်နဲ့ချနေတာခဏဒီကျွန်တော်သတင်းပြောနေတဲ့အချိန်မတိုင်ခင်မှာပဲအကြမ်းဖက်စစ်ခွေးကောင်တော်တော်များများလက်နဲ့ချအញ្ញခံနေတယ်လို့ကျွန်တော်မိဘတွေကိုအသိပေးလို့ရတယ်။ဘာကြောင့်သူတို့တွေလက်နဲ့ချလာ အချို့သောနေရာတွေမှာဆိုရင် ကျွန်တော်တို့တိုက်ခိုက်သိမ့်ပိုက်မယ်ဆိုတဲ့အတန်ကြာလာနေတယ်စကန်းဆော့ခွာပြီးတော့ထွက်ပြေးတာကျွန်တော်ပြောတဲ့သတင်းမှားတယ်ဆိုရင်ကျွန်တော်ကိုမမေးချင်ရင်တော့မှ time အာနာဝိုင်ဖွဲ့စည်းကိုသွားမေးလိုက်ထိုင်းရအကုန်လက်ခံရတယ်တခါလေကြောက်ရတယ်လေကျွန်တော်တို့သူတို့ကိုတော့အာနာမီဒီဘက်ကငါစနူကောင်တွေထွက်ပြေးရင်လည်းပဲသူတို့တွေလက်ခံရတယ်ထမင်းကျွေးရတယ် ရေတိုက်ကလည်းစလိပါတိုက်သေးတယ်ပြီးတော့တနက်တွေကိုလည်းဒါတိမ့်ရသေးတယ်ပြီးတော့သကောင်းသကောင်းလေးကိုနေရာတစ်ခုမှာလည်းဒါနေဖို့အတွက်ထားရသေးတယ်ပြီးတော့အချိန်တန်ပြန်ပို့ရသေးတယ်ဒါပြီကျွန်တော်ယသပြည်သူတွေဟာကင်းဒါကင်းနဲ့ထိုင်းထိဆက်နေမြည်တီးတီးမှတိုက်ပွဲဖြစ်တဲ့အချိန်မှာလည်းပဲထိုင်းဘက်ကိုပဲထွက်ပြေးတယ်ခိတခဏရှောင်းနေပေါ့ဗျာအဲ့မှာလည်းပဲထိုင်းကဒါပြည်သူတွေနဲ့ ျွန်တော်ထိုင်းကဒါတော်ဝင်တပ်ဖွဲ့ဝင်တွေကအဲ့ဒီကျွန်တော်တို့ရသားပြည်သူတွေကိုကျွန်တော်တို့နိုင်ငံသားတွေကိုစပေးရှောင်ဝင်ခိုလုံဝင်ပေးတယ်။သမင်းလဲကျွေးလဲရေလဲတိုက်တယ်။အမိုးအကာတွေလဲစီစဉ်ပေးတယ်။လုံလုံထုံထုံရှိရပေါ့ဗျာ။ဆိုတော့ဒီမှာကတိုက်ပွဲဖြစ်လိုက်ကျွန်တော်တို့ပြည်သူတွေကရှောင်သွားလိုက်ဒါတပတ်ဆယ်ရက်စသည်အားဖြင့်ဒါမှမသိမကြပါဘူး။အချို့သော scan တွေဆိုရင်တရက်ထင်းနဲ့တော့ပြီးပါတယ်။ ကျွန်တော်ရဲ့ရဲဘော်ရှန်လီတယ်လီဂရမ်မှာပါတီတွေဘာလို့နေတာလဲဆိုတော့မေးခွန်းကိုမေးချင်နေဆိုရင်ကျွန်တော်တပ်ပုံနဲ့တကွာတက်တေချပြထားတယ်ထုတ်ပြန်ညင်ညာချက်မရှိသေးဘူးเนาะကျွန်တော်မြင်ပါထုတ်ပြန်ညင်ညာချက်တွေကအနောက်မှာကျွန်တော်တိုက်ခိုက်သိမ်းပိုက်ထားတဲ့စခန်းပေါ်အမြောက်အများလက်ရှိကျွန်တော်တို့ဝင်းရဲ့ပိတ်ဆို့ထားတဲ့ area ဒါကိုသူတို့တွေကြိုသိခဲ့ကြတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ရန်ကုန်သားတွေကျွန်တော်တို့ပဲခူးသားတွေကျွန်တော်တို့ ARD သားတွေအကုန်လုံးက KNU မှာရှိနေကြတာ။သူတို့တွေရန်ကုန်ကိုသိမ့်မဲ့သူတွေကကျွန်တော်တို့ရန်ကုန်သားတွေဖြစ်တယ်။ပဲခူးကိုသိမ့်မဲ့သူကပဲခူးသားတွေဖြစ်တယ်။ ARD ကိုသိမ့်မဲ့သူက ARD သားတွေဖြစ်တယ်။ကိုမြေကိုရှိဘယ်နေရာမှာဘာလုပ်လို့ရလဲဘယ်နေရာကဘလောက်ပါဆိုတော့အကုန်သိတယ်ကျွန်တော် ဒီလိုအခြေအနေကိုအဲ့ဒီကောင်တွေကလည်းခံမှန်းထားတယ်ဒါကြောင့်ကျွန်တော်တို့ကရင်စူးစီးလို့မရအောင်ငွေနဲ့ရောအာဏာနဲ့ရောစီးစိမ်ပစ္စည်းတွေနဲ့ရောပါဝါတွေပါအကုန်ပေးပြီးတော့နောက်ခြံထားလို့ရမလားလို့ကျွန်တော်တို့စ조사ခဲ့ကြတယ်ဒါပေမဲ့မအောင်မြင်ဘူးအခုကျွန်တော် KNU တက်မဟာအသီးသီးနိုးထလာခဲ့ပြီကရင်တပ်ဖွဲ့ဝင်တွေအကုန်လုံးတိုက်ပွဲ ဝင်နေကြတယ်လို့အစင်ချင်းရှိနေကြပြီဒါဟာလက်ရှိအာနာကို မတရားလူယူထားတဲ့မင်းအောင်လှိုင်အတွက်အိမ်မက်ဆိုးဖြစ်တယ်ဒါကြောင့်မင်းအောင်လှိုင်ကြောက်ဆုံးသော အရာနှစ်ခုကိုကျွန်တော်ပြီးပါတယ်ကိုတင်ပြခဲ့တာသူတို့ TNL လေးကိုမကြောက်ဘူးတော့ကျွန်တော်ပြီးပါ MND ကိုသူတို့မကြောက်ဘူးကာကာကြရင်ကျွန်တော်ညူတော်လည်းကြီးကထူးဆန်းတယ် အမှန် DA တရုတ်ရဲ့ဖိအားခံရတယ်။ TN အလီလည်းပဲတရုတ်ရဲ့ဒါ pressure ကို तू ဘယ်လောက်ထိတောက်ခံနိုင်မလဲ။အဲဒီမှာဂျန်ညက်တယ်လို့ကျွန်တော်ပြည်သူတွေဒါခန်းစားမိနေတာကမန္တလေး PDF ကျွန်တော်ပြောတာတွေကလူငယ်ဆက်ဆံပဲကျွန်တော်တင်ပြပါတယ်ပြီးတော့အညာမှာရှိတဲ့ဒါဘိုးတထောင်တွေအကြောင်းအညာမှာရှိတဲ့ ျွန်တော်အဖြစ်ပြက်အချို့ကြောင့်ကျွန်တော်ပြည်သူတွေစိတ်မကောင်းဖြစ်ကြရတာရှိတယ်။ဒါဟာအနည်းငယ်သောပြဿနာအတွေ့ပဲဖြစ်တယ်လို့ကျွန်တော်ရဲ့မိဘတွေကိုအသိပေးလို့ရတယ်။ရှိမှာပဲကျွန်တော်ရဲ့မိဘ။ဒါနေရာဒေသတိတိကလူငယ်တွေအများကြီးစုစုပြုံပြီးတော့ရောက်ရှိနေတဲ့နေရာမှာဒါနားလည်မှုလွဲတာတွေခက်ခဲတွေတော့အများကြီးရှိ။ကျွန်တော်တို့ကပိုသိပါတယ်။ เนาะလူငယ်လူငယ်တွေဆိုတော့လဲဒါဇက်ဇက်တိမခံတဲ့အကျင့်ဆိုင်လေးတွေရှိတယ်တခါလေကိုမိဘကကိုယ်ဆုံးမရှင်တော့မှပြန်ပြောတတ်တဲ့အာပုံစံလေးတွေကိုလဲကျွန်တော်မိဘတွေနားလဲမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ဆိုတော့ကိုမကြိုက်တော့လဲမကြိုက်တဲ့အကြောင်းကိုတော့ပြန်ပြောမိတာပေါ့ပြန်ပြောမိတော့လဲပဲအချင်းများတဲ့ပုံစံမျိုးလေးတွေတော့ရှိအောင်ရှိမှာပါဟုတ်ပြီဒါဆိုရင်တော့ သူတို့တွေလော်ရီချက်ကြောက်နေတာကနေပြည်တော်နဲ့ရန်ကုန်ကိုတိုက်ခိုက်သိမ်းယူပြမယ်ကျွန်တော်တို့တောင်ပိုင်းကတပ်ဖွဲ့ဝင်နေတဲ့ KNU ဖြစ်တဲ့အကြောင်းသူတို့တွေသိရှိပြီးသားဖြစ်တယ် KNU KNTO တပ်ဖွဲ့ဝင်တွေဟာနှစ်ပေါင်းမြောက်များစွာအတွေ့အကြုံရင့်ကျက်တဲ့တိုက်ခိုက်ရေးသမားတွေဖြစ်ပါတယ်ခမင်းထုတ်တောင်ပါစရာမလိုဘူးရိတ်ခါတောင်ပါစရာမလိုဘူးဓစားတိုက်စရာမလိုဘူးရေတန့်တိုက်စရာမလိုဘဲနဲ့ကို တော်လဲတောင်းလဲလန်ခီးမှာရှိတဲ့အသင်းရွက်ကိုစားပြီးတော့ကိုစစ်တိုက်ခဲ့တဲ့သူတွေဖြစ်တယ်ကျွန်တော်ကကိုတွေ့ဒီလိုလေးမိုးလေးတစ်ဖောက်နှစ်ဖောက်ယွာလိုက်ကြောက်မိပါနောက်နေကြရင်ဆိုပေါ့ကျွန်တော်တို့ဒါစမူဆောင်မှာသွားကြည့်လိုက်ဖားတွေငားတွေဆိုတာအများကြီးခဏလေးပါဆိုပြီးတော့ထွက်သွားတယ်ပြီးပြန်လာရင်ဒါပလိုင်းပိုင်ပလိုင်းတလုံးအပြည့်နောက်ဆိုဘာမှမပါရင်အပေါ်ယူနီဖောင်းကိုချုပ်ပြီးတော့ယူနီဖောင်းနဲ့ထုတ်ပြီးတော့ တည်လာတာအဲ့လိုမျိုးတိုင်ရင်စားဝတ်နေရေးစားတောက်တွေပါကြံဖန်ရှာတတ်တဲ့အရေးချင်းရှိတဲ့ပကညောကြီးတွေဖြစ်ပါတယ်အခု KND ကို KNL ပြီးတော့ခြားသောတပ်ဖွဲ့ဝင်တွေနဲ့အတူ ကျွန်တော်တို့တောင်ပိုင်းကဒီကဝေးတပ်ဖွဲ့ဝင်တွေရှိကိုတိုးထွက်လာပါပြီ ဆိုတော့ဘလို့မျိုးပဲသူတို့တွေစွန့်လွတ်ထားတဲ့နေမျိုးတွေကိုဘုံချဲတက်ဖြတ်ပြပါစေဒါဟာသူတို့တွေစစ်နိုင်စရာအကြောင်းလုံးဝမရှိဘူးဆိုတာကျွန်တော်ရင်မိပါတယ်အားလုံးသိပါတယ်ဒါမှလုံးကလည်းသိရဲ့ဆိုတော့သူတို့လုံးချင်တာကတော့ကျွန်တော်တို့ကိုတော်လန်ကြီးနေမီမှာဘသူမှခေါင်းပြအောင်အိတ်လို့မရဘူးမင်းတို့တွေနေမီကိုတိုက်ခိုက်သိမ့်ပိုက်လို့ရရင်ရမယ်မင်းတို့ကိုငါတို့အချိန်မီရအခုလိုပဲ မင်းတို့ ਨੇ ပတ်သက်တဲ့သူတွေကိုဘုံကျက်တက်ဖြတ်ပြမယ်ဆိုတဲ့ပုံစံမျိုးကိုရဲဆက်ဆက်လုပ်ပြနေတာဖြစ်တယ်။ဒါကြောင့်လည်းပဲကျွန်တော်တို့ဒါအိုဒိတ်နေစာတင်ချောင်းကိုဘုံကျက်တက်ဖြတ်မှုအတွင်းမှာဒဏ်ရာရှိတဲ့သူက100ကျော်အထိရောက်ရှိနေပါတယ်။အဲ့ဒီမှာဒီချောင်းကနေပြီးတော့ဘုံကျက်တက်ဖြတ်မှုရဲ့အဓိကတရားခံပိုက်လို့နှုတ်ဦးဖြစ်တဲ့ ဇော်မင်းထင်ကျော်နဲ့မြက်ကိုကိုအကြောင်းကိုလည်းပဲကျွန်တော်တို့ပြည်သူတွေကစရင်နဲ့တကွာတိကျစွာတိမှတ်ထားပါတဲ့တေချာပေါက်ဒီဘဲတွေဟာမိသားစုဝင်တွေနဲ့ပါအပါကျွန်တော်တို့ပြည်သူလူထုတစ်ရက်လုံးရဲ့ဒီပြည်ရင်းယူခံရမှာဖြစ်တယ်ဒါကတော့တေချာပါတယ်ဒါမှသူတို့ရက်သွားလားဆိုရင်မရက်သွားဘူးအရကတော်တော်အေးတက်ခက်တိမ့်ပိုက်ထားတယ်ရခိုင်ပြည်ရသေးတောင်မြို့နယ်ထွန်းရွေ ရွာဟောင်းကိုယနေ့မနက်မှာပဲအကျန်းဖက်စစ်ခွေးတက်ကနေပြီးတော့ဘုံကျဲမှုတွင်အမျိုးသမီးနဲ့ကလင်းငယ်တွေအပါဝင်73ဦးထပ်မင်းသိဆုံးခဲ့ပြီးတော့ထိခိုက်ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိခဲ့တာ20ကြော်လာပါတယ်အရခတ်တော်အေအေကပြောရေးဆိုခွင့်ရသူခိုင်တုခကထုတ်ဖော်ပြောဆိုလာခဲ့တာပါကျွန်တော်အခုဒီညသတင်းပြောနေတဲ့အချိန်ထိမနက်ပိုင်းမှာ73ဦးသိဆုံးခဲ့ပြီးတော့နောက်ထပ် 6ဦးထပ်မံတိတ်ဆုံးစုစုပေါင်း19ဦးတိတ်ဆုံးခဲ့ရပြီဖြစ်ပါတယ်။ဒါဆိုရင်တော့အယောက်40ကျော်ဒီနှစ်ရက်အတွင်းမှာကျွန်တော်တို့လေကြောင်းကနေပြီးတော့ဘုံကျက်တက်ပြက်ခံလိုက်ရပြီ။ဒါကိုကျွန်တော်တို့တော်လန်ဒေါ်တပ်ဖွဲ့ဝင်အကုန်လုံးသိပါတယ်။ကျွန်တော်တို့ပြည်သူတွေပြောတဲ့စကားကိုလည်းကျွန်တော်တို့ကြားပါတယ်။ကျွန်တော်တို့ကနားရှိတယ်။ပြီးတော့ကျွန်တော်တို့ကနှလုံးသားနဲ့လက်ခံတယ်။ပြီးကျွန်တော်နှလုံးသားနဲ့တုံ့ပြန်တယ်။ ဒါကြောင့်လည်းကျွန်တော်ဒီနေ့တင်ပြခဲ့တဲ့နေပြည်တော်ရန်ကုန်ထိသိမ်းယူပြမယ် KNU နဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဟာကျွန်တော်တို့မိဘပြည်သူတွေရဲ့အိမ်အလျောက်လမ်းအလျောက်ကျွန်တော်တို့ရောက်ရှိလာမှာဖြစ်တယ်။ခမင်းကိုကုံအောင်မစားပါနဲ့။အပူအရှံလေးတော့ခြံထားကြပါ။ကျွန်တော်တို့ကိုကြွေးစရာမလိုပါဘူး။ကျွန်တော်ရဲ့မိဘပြည်သူတွေတေချာပေါ့ တိုက်ပွဲစစ်မြေပြင်နဲ့ကြုံတွေ့ရမှာဖြစ်ပါတယ်။ဒီချိန်မှာမိမိတို့ရဲ့ရိတ်ခါမိမိတို့ကြိုတင်စူဆောင်းထားနိုင်ရမယ်အခြေအနေတွေကိုလည်းကျွန်တော်ကကြိုတင်ပြီးတော့တင်ပြနေခြင်းဖြစ်ပါတယ်။ဒီတင်ပြမှုဟာ KNU KMDO နဲ့ကျွန်တော်တို့ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေပူးပေါင်းလှုပ်ဆောင်နေတဲ့အားဟာရန်ကုန်နေပြီးတော့အထိဝင်ဆောင်မှာဖြစ်ပါတယ်။ ဒါကြောင့်လည်းပဲ KNDO က2029မှာအင်းစိန်မှာ ရုံးချုပ်ကို ပြန်လည်ဖွင့်လှစ်အောင်မယ်လို့ပြောခဲ့တယ်။အဲ့ဒီစကားကအလကားပြောခဲ့တာမဟုတ်ပါဘူး။ဆိုတော့ဒီအပိုင်းမှာကျွန်တော်ရဲ့မိဘပြည်သူတွေကြောင့်ညီကိုမောင်မတွေဒါစုဝင်တဦးချင်းစီတိုင်းကျွန်တော်တို့အကြံဖက်ဒါဒီကြောင်းကနေပြီးတော့ဘုံကျက်တက်ဖြတ်မှုကြောင့်ဝမ်းနဲ့ပူဆွေးနေရတာကိုကျွန်တော်လည်းထပ်တူဝမ်းနဲ့မိပါတယ်ဒါဟာကျွန်တော်တို့တော်လှန်ရေးရဲ့ အရှိန်ကိုပုံမှန်မြင့်တင်ခဲ့တဲ့တွန်းအားတွေအဖြစ်ပြောင်းလဲပြီးတော့ကျွန်တော်တော်လှန်တော်မီတော့ကြီးတွေတဟုံးတောက်လောင်ဖို့အတွက်ကျွန်တော်ရဲ့မိဘပြည်သူရဲဘော်ရဲဘော်တအူးကြီးတိုင်းဝင်းရန်ကူညီရင်းနဲ့ရှေ့ဆက်ကြပါစို့လို့ပြောချင်ဒီနေ့ရဲ့ဗီဒီယိုကိုဆုံးသက်ပြစီနောက်လာတဲ့ဗီဒီယိုကိုဒီထက်ပိုကောင်းအောင်ကျွန်တော်ကြိုးစားပေးပါမယ်လက်နက်ပေးစပီကပ်ပေးကြောင်းနေတယ်ကျွန်တော်နိုင်ငံအတွင်းမှာရှိတဲ့မိဘတအူးချင်းစီတိုင်းဘေးနဲ့ကင်းရှင်းပါတဲ့ကြောင်းလေးလေးနဲ့စတောင်းရှင်းနေ 经常也果心里吧。